မြန်မာဗီဒင်ဒေတာတွေကိုထောက်ပံ့ကူညီဖို့အတွက်နိုင်ငံတကာကလှူဒါန်းတဲ့ထောက်ပံ့ရင်ပစ္စည်းတွေကိုမပေးဘဲစစ်ကောင်စီကထိန်းချုပ်ထားတယ်လို့စုံစမ်းသိရှိရပါတယ်။ငလင်လူပြည်နောက်ကဆက်ပြီးတော့နိုင်ငံတကာကငလင်ဗီဒင်ပြည်သူတွေကိုကုညီကစေးပစ္စည်းတွေတောက်လျှောက်ပေးဖို့နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်ဒုက္ခရဲ့ညီရီတန်မထောက်ပံ့မဲ့ပစ္စည်းတွေကိုတင်ထားတယ်လို့နေပြည်တော်ကစစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေဆက်ကသိရပါတယ်။နိုင်ငံတကာကလူရဲထဲမှာရွက်ဖြင့်တဲစေဝါအစရှိရဲ့လူတကွေသုံးတဲ့ပစ္စည်းတွေကိုထောက်ပံ့ကူညီမှုတွေများပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကအကုန်ဟန်ပြပါပဲ။ က်ပြင့်တွဲရဆိုလို့ချင်းဈေးကွက်ထဲမှာပြန်အောင်လာတောင်ရှိနေပါပြီပြန်လဲထူထောင်ကြီးကလည်းကိုတူကိုရပဲလုံနေရတယ်လို့နမ်စီတင်ဝန်ထမ်းတို့ကတော့ညူဒီမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကအရေးပေါ်ချင်းနေတဲ့အတွက်မြို့သားတပားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေတဆင့်သခိုင်းတိုင်းဒေသကြီးအတွက်ငွေကျပ်90ဘီလီယံမန္တလေးတိုင်းဒေသကြီးအတွက်ကျပ်ငွေ60ဘီလီယံနေပြည်တော်ကောင်စီနေပြည်တော်အတွက်10ဘီလီယံနဲ့ရှမ်းပြည်နယ်အတွက်9ဘီလီယံပေးပို့ထားတယ်လို့လည်းသိရပါတယ်ဒီလိုပြပါလူရှင်တွေကလူရန်ထားတဲ့လူရန်ငွေတွေဟာကျပ်135.3 896ဘီလီယံကျော်အမေရိကန်ဒေါ်လာ1.438တန်းကျော်ကိုရီးယားဝမ်5တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3150တို့လက်ခံရရှိထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာစက်ကောင်စီတက်နေတဲ့ရပ်ပေါင်း36ရက်တလကျော်အတွင်းလေကြောင်းတက်ခတ်မှု182ကြိမ်ပြုလုပ်ခဲ့ပြီးတော့ပြည်သူ286ဦးသေဆုံးခဲ့တာ456ဦးဒဏ်ရာရှိခဲ့တယ်လို့ NTD လူခွင့်ဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်နေရာသိရပါတယ်စက်ကောင်စီတက်ကအဲ့ဒီရက်တွေတွင် ရန်ကုန်ထဲနဲ့နေပြည်တော်ကလွဲပြီးတော့ကျဲနဲ့ပြည်နယ်နဲ့တိုင်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့တည်ဆုံးသူတွေရဲ့အထဲမှာအသက်၁၈နှစ်ယောက်ကလေးငယ်၃၁ဦးအသက်၁၈နှစ်နဲ့အထက်84ဦးနဲ့ကျန်၁82ဦးကတော့အသက်အရွယ်မသိရှိရဘူးလို့လည်းပြောဆိုထားပါတယ်ဆလပီတန်ရရှိသူ456ဦးထဲမှာလည်းအသက်၁၈နှစ်ယောက်55ဦးပါဝင်ပြီးတော့အသက်၁၈နှစ်နဲ့အထက်80ဦးနဲ့ကျန်341ဦးကတော့အသက်အရွယ်မသိရှိရသေးဘူးလို့လည်းဆိုပါတယ် အကြမ်းမစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင် စကိုင်းတိုင်းမှာ83ကြိမ်ပြုတ်လုခဲ့ပြီးတော့89ဦးသေပြီးတော့135ဦးဒဏ်ရာရရှိခဲ့ပါတယ်။ချင်းပြည်နယ်မှာလည်း14ကြိမ်ပြုတ်လုခဲ့ပြီး73ဦးသေဆုံးပြီးတော့21ဦးဒဏ်ရာရရှိခဲ့ပါတယ်။မကွေးတိုင်းမှာတော့29ကြိမ်ပြုတ်လုခဲ့ပြီးတော့12ဦးသေဆုံးပြီးတော့29ဦးဒဏ်ရာရရှိခဲ့ပါတယ်။ကချင်ပြည်နယ်မှာလည်း73ကြိမ်လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီးတော့42ဦးသေဆုံးပြီး35ဦးဒဏ်ရာရရှိခဲ့ပါတယ်။မန္တလေးမှာလည်း62ကြိမ်တွင်65ဦးသေဆုံးပြီးတော့118ဦးဒဏ်ရာရရှိခဲ့ပြီးတော့ ရှမ်းပြည်နယ်မှာ17ကျင်းတွင်9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ကာရခိုင်ပြည်နယ်မှာတော့15ကျင်းတွင်3ဦးသေဆုံးပြီး30ဦးဒဏ်ရာရရှိခဲ့တယ်လို့စီးရင်နေရသိရပါတယ်။ဒါပြင်ဂရီနီပြည်မှာ6ကျင်းတွင်17ဦးသေပြီး15ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီမျိုးသားကကွေတပ်ဖွဲ့ KNDU အနေနဲ့လာမယ့်2029ခုနှစ်မှာ KNDU ဌာနချုပ်ကိုတည်နေအောင်ဖြစ်ခဲ့တဲ့ရန်ကုန်အင်းစင်မြို့နယ်မှာပြန်လည်တည်ဆောက်သွားမယ်လို့ KNDU စီးစည်းချုပ်ဗိုလ်ချုပ်ဆောလရှိလီကညွှန်ကြားထားတယ်လို့သိရပါတယ်။ဒီမျိုးသားကကွေတပ်ဖွဲ့ KNDU အနေနဲ့ ကင်းမျိုးသားစီယွန်ခင်ရဲ့လက်နက်ကင်တပ်ဖွဲ့နှစ်ခုအနက်မှတစ်ခုဖြစ်ပြီးတော့ကင်းမျိုးသားလွတ်လပ်ရေးတပ်မတော် KNL မပေါ်ပေါက်မိကြတဲ့ကပဲတရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ် KNDU အနေနဲ့ KNU ရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်1948ခုနှစ်ကနေ1949ခုနှစ်ထိဂျပန်စစ်အုပ်နဲ့လွတ်လပ်ရေးခေတ်ဦးမြန်မာစစ်အုပ်တွေကိုဆက်ကျင်တိုက်ခတ်ခဲ့ကြောင်း KNDU ရဲ့ဌာနချုပ်အဟောင်းမှာရန်ကုန်တိုင်းအင်းစိန်မှာအခြေစိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိ KNDU စီယူစီချုပ်ဘုရွှေဆော့ရှိလေကလာမယ့်2029ခုနှစ်မှာကင်းမျိုးသားကကွယ်တပ်ဖွဲ့ KNDU ရဲ့ဌာနချုပ်မှာ တချိန်တည်နေအောင်ဖြစ်ခဲ့တဲ့အင်းစိန်မှာအစ်တပံပြန်လဲတိဆောက်မယ်လို့ခင်ဒီယိုတမီတို့ကညချက်ပေးထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာယူရီမြန်မာညနေခင်းတရင်စီစီနေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတို့ညည9နာရီတိုင်းမှာတင်ဆက်ပေးနေတာပြီလို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ